အလုံး welcome ပါတေးပြတို့တမဲအယူမနဲ့စီစဉ်ရတယ်။ဆက်ကျင်နာနေတဲ့တန်းရှင်းလေးရှိရပထမဆုံးရိုက်တဲ့ရက်တုန်းကအဲ့လိုမျိုးရှိရဲ။ဟိုကိုကကိုလည်းစိတ်ပူတာလဲပါတာပေါ့နော်။ဒါမဲ့ဟိုဘေးကလူတွေရောအကုန်လုံးကလူတော်တော် supportive ပြန်ဖြစ်ကြတော့အဆင်ပြေပြေနဲ့ပြီးသွားပါတယ်ဟုတ်။အာမရှိဘူး။ဘဘအရန်ချိုးဖြစ်တဲ့သူတွေကမှပါတယ်။အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီး queue မဆိုင်ဘူး။သူ့ဟာသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်။အဲ့လိုမျိုးအဲ့လိုမျိုးလူတွေကမှပါတယ်။မရရဘူး။သူ shooting မှာဆိုတော့ shooting ရဲ့ focus ကရိုက်ခွင်းပေါ်မှာပဲရှိရဲ့။ ကျန်တဲ့ဘာတိတ်တိတ်မရှိဘူးသူကသူဟိုနားတဲ့ချိန်ကျလို့ရှိရင်တယောက်တည်းထိုင်ပြီးတော့သူတရားထိုင်ထိုင်မထိုင်လို့ရှိရင်သူအိတ်နေတာအဲ့တော့ဟိုအဲ့တော့အေးစစ်စစ်ပဲဟိုစကားပြောချင်တဲ့ချိန်ကျရင်ပြောတယ်တော်တော်အေးစစ်နေတယ်သူကအရှုတဲသူကအမြဲတော့ရှိရအကုန်လုံးလည်းအလိုပဲဆဆနနောက်ပဲသူ့ရဲ့အပြင်ပုံတိုင်းပဲရိုက်ကွင်းမှာလည်းအဲ့တိုင်းပဲတတရားမြဲမှတ်မှတ်တယ်ဟုတ်တရားမြဲမှတ်တယ်ဆိုတော့လေ तू อ่ะရောက်ရက်ခတ်နေပြီမဲ့အပြင်မှာလည်းအဲ့လိုပဲဒါပေမဲ့ तू อ่ะစိတ်ထဲမှာတော့အမြဲတမ်းတရားအမြဲတမ်းမှတ်နေအဲ့အဲ့ဒါလည်းပါပဲနဲ့ तू อ่ะတော်တော်သူ့ရဲ့ life style အရင်ကောင်းတဲ့ life style မှာပါတယ်အဲဒီကမှာပူရာ story 3ခုရှိရမှာ story 2မှာပါတာပေါ့နော်ဟိုပူရိုဒီရုံကန်းထဲမှာမတက်တဲ့သူတွေရှိရဲအဲ့အဲ့ဟာမှာဒီရုံက စည်းဝါပေါ့နော်ခုတို့ team building တခုလွတ်လိုက်တာအဲ့အိမ်မှာ set ဘာ set ဖြစ်မယ်ဆိုတာအိမ်မှာဘာရစာနဲ့တွေ့ရတွေ့ပြီးဘာရ set ဖြစ်မယ်လဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ရိုင်းနေတော့လည်းတကယ်မပြင်းရဘူးဘာရစာကိုကြည့်ရင်လည်းအဲ့လိုနော်ဘာရစာဆိုတာဘာရစာပဲဆိုတော့မြင်ရပါပေါ့နော်ပြီးတော့အဓိကသူကလူငယ်တွေကိုလည်းအရန် support ပေးရဲညာလုံးပေါက်တွေရိုက်ရတဲ့အချိန်မှာလည်းသူကအဲ့လိုတော်တော်ကိုလေသူ့အရွယ်နဲ့တော်တော်ကို လုံနိုင်တယ်ပရိုနဲ့ဒန်းလို့နီးတူတကယ်ကိုတညလုံးသူရိုက်နိုင်တယ်ငါးရက်လောက်ဇက်တိုက်ဖို့ရိုက်ခဲ့ရဆိုတော့ဟုတ်မမရစာမှာသူ့ရဲ့ဟိုကိုပိုင်ဟန်လေးကအမြဲတမ်းပါတယ်ပေါ့နော်ဒါပေမဲ့အိမ်မှာမှာသူ့ရဲ့ character မှာမူတည်ပြီးတော့ဘလို့ပြောင်းလဲအောင်လုပ်သွားမလဲဆိုတော့ဒါတော့တဘာတွေကတော့တကယ်ကိုတကယ်ကိုကြွကြွချင်းချင်းပပိုင်နိုင်နဲ့လုတ်သွားနိုင်ပါတယ်အဲ့ထဲမှာဆိုလို့ရှိရင်လည်းမြင်ရမှာပါဆက်ဆက်ချင်းတော့နည်းနည်းတန်ရှင်းလေးရှိရပထမဆုံးရိုက်တဲ့ရက်တုန်းကအဲ့လိုမျိုးရှိရဟိုကိုကကိုလည်းစိတ်ပူတာလည်းပါတာပေါ့နော်ဒါပေမဲ့ဟိုဘေးကလူတွေရောအကုန်လုံးကလူတော်တော် supportive ပြင်ဖြစ်ကြတော့အဆင်ပြေပြေနဲ့ပြီးသွားပါတယ်ဟုတ် အာမရှိဘူးဘာဘာရန်ချိုးဖြစ်တဲ့သူတွေမှာပါတယ်အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီးကူးမဆိုင်ဘူးသူကသူကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှာပါတယ်သူ့ရဲ့ဟန်လေးနဲ့သူရအောင်သူလုပ်သွားပါတော့ဒါပေမဲ့ဒီ director နဲ့ရောကိုဝိန်းနဲ့ရောအဲ့လိုတေချာကိုဆွေးနွေးပြီးတော့လေ respect ရှိရှိလေးနဲ့အဲ့လိုဒီလိုလုပ်ရင်ရောရမလားအဲ့လိုမျိုးပြောပြီးတော့လုပ်တယ်အဲ့အဲ့ဒါလေးကိုမြင်ရတော်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 သဘောကျတယ်ဟုတ်မရဘူးသူ shooting မှာဆိုတော့ shooting ရဲ့ focus ကရိုက်ခွင်းပေါ်မှာပဲရှိရဲ့ ကျွန်내ပါတိတ်တိတ်မရှိဘူးသူပါသူဟိုနားတဲ့ချိန်ကျလို့ရှိရင်တယောက်တည်းထိုင်ပြီးတော့သူတရားထိုင်ထိုင်မထိုင်လို့ရှိရင်သူအိတ်နေရအဲ့တော့ဟိုအဲ့တော့ AA စစ်စီပဲဟိုစကားပြောချင်တဲ့ချိန်ကျရင်ပြောတယ်တော်တော် AA စစ်နေရသူအရှုတဲသူကအမြဲတော့ရှိရအကုန်လုံးလည်းအဲ့လိုပဲဆဆနနောက်ပဲသူ့ရဲ့အပြင်ပုံတိုင်းပဲရိုက်ခွင်းမှာလည်းအဲ့တိုင်းပဲတတရားမြဲမှတ်မှတ်တယ်ဟုတ်တရားမြဲမှတ်တယ်ဆိုတော့လေตัวอ่ะยောက်ยักขั้นนี่ไปมั้ยอเปิมมาแล้วไอ้หลูอ่ะだแม้ตัวอ่ะใส่เต็มมาแล้วเมียตัวเตียเมียได้หมดเลย အဲ့အဲ့ဒါလည်းလဲပါပဲနဲ့သူကတော်တော်သူ့ရဲ့ life style အရန်ကောင်းတဲ့ life style ထဲမှာပါတယ်ခုတော့အပြင်မှာအဲ့လိုကြီးမတွေ့မတွေ့ဖြစ်ဘူးအရင်ဟိုငယ်ငယ်လေးတုန်းကပဲဟိုသွားပြီးတော့တွေ့ဖြစ်တာပေါ့နော်အခုနောက်ပိုင်းကျတော့အိတ်ကားရိုက်ပြီးတော့မှခုတော့ဒီ talk show တစ်ရက်ပဲတေချာတွေ့ဖြစ်တယ်ပေါ့နော်ဟိုကျန်တဲ့ရက်တွေတော့အဲ့လိုကြီးတွေ့ဖြစ်တာမရှိဟုတ်ပြောရမဆိုရင်လေ story time ပေါ့နှစ်နိုင်ခွဲကြတယ်ဒါပေမဲ့လေအရန်စိတ်ဝင်စားဖို့ကောင်းတယ်ပူရိုတော်မှာကြည့်ပြီးလို့ရှိရင်လေဘာဆိုကိုကိုမပိုင်း story ကို writer မပြောပြဘူးတခြား story ကဘာဖြစ်လဲဆိုတော့ခုတော့တေးခွင့်မရှိဘူး ကိုယ့်ရဲ့ part ကိုပဲကိုကတည်ရ script လဲ pro ကိုယ့်ရဲ့ part ပဲကိုရအဲ့တော့ဂျက်ကွင်းမှာဆိုရင်ကိုသေးဆိုလိုက်ပြီးခိုးပြသူများရဲ့ live ဖတ်တာရှိရအဲ့လိုမနေ့လလိုက်ပြီးမေးရတယ်နေဘာဖြစ်သွားလဲ तू ကဘာဖြစ်လဲလိုက်ပြီးဆက်ဆက်ရပါတော့တကားလုံးကြည့်ပြီးတော့မှဒီကဘယ်လိုလဲဆိုတာ pro ကတည်ရပါတော့ရိုက်တော့ဆိုတော့မတည်ခဲ့ရအောင်အဲ့တော့အရန်ကိုစိတ်လှရှားဖို့အရန်ကောင်းတယ်ပြီးတော့ နှစ်နိုင်ခွဲอ่ะဘလို့ပြီးလို့ပြီးသွားမှမသိအောင်ကိုပေါ့နော်ဇလန်းอ่ะဆွဲခေါ်ွားတဲ့ဟာတော့တော်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 သဘောကျဖို့ကောင်းပါလေဟာအနေမှာကြောက်ပါရစမန်နေဂျာလိုလည်းဖြစ်နေရပါတော့အမြဲသူ့မှန်ဟိုဟိုဘေးကနေပြီးလိုက် support လုပ်ပြီးရပါတော့ဒါပေမဲ့ဟိုရှူတင်ကြတော့အရင်တော့လိုက်တာမရှိပွဲလေးပါလေဆိုလို့ရှင်လည်းဖြစ်တယ်ထင်တယ်ဟုတ်အကုန်လုံးလည်းချစ်ကြတယ်ထင်တာအိမ်မှာတော့ချစ်ချစ်ကြတာပဲဟိုတကယ်တမ်း respect ရှိရပါတော့ရှိပြီးတော့တကယ်တမ်း support လုပ်ကြတဲ့ family type ပါဟုတ်အဲဂုံယူတယ်ဝမ်းလဲဝမ်းသာတယ်ဟိုဘလို့ဖြစ်ဖြစ်အမြဲတမ်း support ဲကိုယ့်ရဲ့နောက်မှာ support system တခုအများကြီးရှိနေရပေါ့နော်အဲ့ဒါလေးကတော့ခုအတွက်အင်အားလေးတခုပေါ့ဟုတ်ဒီ November 9ရက်နေ့ဆိုလို့ရှင်ပြန်ပြောရရုံစတင်ပါပြီ။အဲရုံစတင်ဖို့ကခုကရုံ၅ပြီးတော့ပြတဲ့စနစ်နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမ3ရက်ကအရင်အရေးကြီးရပေါ့နော်။ပထမ3ရက်မှာလူဝင်မှအပိမှခုကနောက်တစ်ဘက်ကိုဆက်ပြီးတော့တင်ခွင့်ရမှာပါ။ဒီလိုကားမျိုးကိုအကုန်လုံးအရင်လဲကြည့်စေချင်တယ်။ အဲရတာတခုဟိုကွဲထွက်သွားမယ်လို့လည်းခုယုံကြည်ရပေါ့နော်ပြီးတော့အတိကလူငယ်တွေစူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ fresh အရင်ဖြစ်တယ်ကြည့်လို့ရှိရင်မမြင်ဘူးတဲ့ဒီပုံနေ item နေအကုန်လုံးကိုမြင်ရမှာပေါ့နော်အတိကအဲ့ဒါပေါ့နော်လူငယ်တွေကိုလည်း chance ပေးချင်ပါတယ်ခုကတော့ခုကဒီလမ်းကြောင်းပေါ်မှာခုကရှိနေပြီသားပေါ့နော်ဒါပေမဲ့ဒီတဲမှာပါတယ်လို့ဆိုပထမဆုံးယုံစားတင်တဲ့လူတွေအများကြီးပါတယ်ပေါ့နော်အဲလူငယ်တွေကိုလည်း chance တစ်ခုပေးစီခြင်းနဲ့ကိုဝင်ကလည်းတကယ်ကိုစီစစ်ပြီးတော့ပေါ့နော် character နဲ့ like အောင်လို့အကုန်လုံးကဘယ်နေရာမှာဆိုဘသူဆိုတာကိုသူကတည်ချပြီးတော့ထည့်ထားတာပေါ့နော်အဲ့ဒါကြောင့်မလို့အကုန်လုံးကအရန်ကောင်းတယ်သူ့နေရာနဲ့သူ character ကိုမိမိရဲ့ရတယုတ်ဆောင်နိုင်တဲ့လူငယ်တွေကြီးပါပဲအဲ့တော့ခုရရဲ့ဒီပြပြပြရုပ်ရှင်ကားလေးက teamwork ကောင်းကောင်းနဲ့လုပ်ထားတဲ့ကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ခုရရဲ့ပြပြပြရုပ်ရှင်လေးကိုအားပေးကြပါဦးတယောက်တယောက်လည်း sharing လုပ်ပေးကြပါလာကြည့်ဖို့လည်းတိုက်တွန်းပေးကြပါပထမ၃ရက်ကိုလာကြည့်ပေးပါလို့ပြောချင်ပါတယ်ရုပ်စုတင်ပါတယ်ဟုတ်ပါတယ် ဟုတ်အာဒီကကဘဘရာစာရဲ့ comeback လည်းဖြစ်တယ်ပေါ့เนาะပထမအဆုံးပြန်ရိုက်တဲ့ကဖူးနဲ့ဘဘရာစာရဲ့ပထမအဆုံးစုံတဲ့ကားလည်းဖြစ်တယ်ပေါ့เนาะဒါဘဝရဲ့အမှတ်တရဖြစ်တဲ့ကားလေးတကားလည်းဖြစ်ပါတယ်အဲ့တကြောင့်မလို့ဖူးတို့နှစ်ယောက်ကိုလည်းလာပြီးတော့အပေးကြပါအောင်လို့ပြောချင်ပါတယ် pressure နေကြလည်းဘရာစာကိုရအောင်ခေါ်ကြည့်ပေးပါမယ်